အားလုံးပဲမင်္ဂလာပါဗမ်းမီရှယ်ရင်မှာပြန်လည်ကြိုကြပါရခင်ဗျာကျောက်တော်ကရခိုင်အစွမ်းရောက်အင်းထွန်းကိုတကယ်သေးသွားပြီးစတဲ့အကြောင်းတွေကိုပြောလာတဲ့ကိုထူးမောင်ရဲ့ဗီဒီယိုကိုပြန်လည်မျှဝေပေးလိုက်ပါရခင်ဗျာရခိုင်ပြည်နယ်မှာရခိုင်လက်နက်ကင်သဘောအေအထင်းကျောက်ထားတဲ့မြို့နယ်၁၄မြို့နယ်အတွင်းနေထိုင်သူတွေအားလုံးကတော့ရခိုင်လက်နက်ကင်သဘောအေအပိထောက်ကင်သူတွေဖြစ်တယ်ဆိုတော့ရှုထောင့်တဲ့ခေါင်းစဉ်ကတော့တွေ့ဖက်မသွားသေးဘူးဖြစ်ပါတယ် ။ဘာကြောင့်လဲဆိုရင်ရခိုင်လက်နက်ကိုင်သဘောအေအေတင်းချုပ်ထားတဲ့မြို့နယ်14မြို့နယ်လုံးအကြမ်းဖက်တွေနဲ့အတူဒီနေ့လည်ဖြတ်တန်းမှုတွေမှာအသာတကြီးပျော်ရွှင်စွာနေထိုင်နေကြတဲ့သူတွေဖြစ်ပါတယ်။အဖရခိုင်နိုင်ငံတော်ဒူတော်မယ်ဆိုတဲ့စစ်ကူရင်မှုတွေနဲ့အတူရခိုင်လက်နက်ကိုင်သဘောအေအေရဲ့ဒီအရခအစိုးရအမိခံထားတဲ့သဘောတွေထိန်းချုပ်ထားတဲ့ရန်နေရာတွေမှာပျော်ရွှင်စွာဖြတ်တန်းနေကြရင်းနဲ့ပဲရခိုင်ပြည်နယ်လွတ်မြောက်ပြီဆိုပြီးတော့ကြွေးကြော်စွာနဲ့ပျော်ရွှင်နေကြတဲ့သူတွေဖြစ်ပါတယ်။ဒီလိုလိုမျိုးတွေတည်ဆုံနိုင်ရခိုင်လက်နက်ကိုင်သဘောအေအေကအပြစ်မဲ့အရက်သားတွေတည်ဆုံနေလို့တရင်ထုတ်ပြန်လေရှိပေမဲ့ တကယ်တမ်းအပြစ်မဲ့အယက်သားဆိုတာတွေကရခိုင်လက်နက်ကိုင်တပေါ်အေယူယူနီဖောင်းဝတ်မထားရင်တမယ်ပဲဖြစ်ပါတယ်တေသွားတဲ့အလောင်းကောင်တွေတေသွားတဲ့အတူပြက်တွေအားလုံးကိုကြီးလိုက်မယ်ဆိုရင်အုံနောက်တွေကခွေကျန်စစ်ဖြာလို့ရမယ်ဆိုရင်အဲ့ဒီအုံနောက်တွေအားလုံးကအဖရခိုင်နိုင်ငံတော်ထူထောင်မယ်ဆိုတဲ့စစ်ကူးရင်မှုတွေနဲ့ရခိုင်ဘိုးနဲ့အတူပျော်ရွှင်စွာကခုံနေကြမယ်ဆိုတွေပဲဖြစ်ကြပါတယ်ရခိုင်လက်နက်ကိုင်တော်အေးထင်းချုပ်ထားတဲ့ဒေသတွေမှာပဲတေလို့တေမဲ့မတည်ပဲနဲ့ငပီတောင်စမုန်တီတောက်ပြီးတော့ဘဝကြီးကိုအခုကြီးထင်နေကြတဲ့သူတွေပဲဖြစ်ပါတယ် ပြောမျိုးအရက်သားအသွင်နဲ့နေပြီးတော့ရခိုင်လက်နက်ကင်သဘောအေအေကိုကြောထောင်းနောက်ခံပြုရခိုင်လက်နက်ကင်သဘောအေအေကိုထောက်ပံ့နေတဲ့အစွန်းရောက်တွေအများကြီးတဲ့ကမှာဒီပြီးခဲ့တဲ့နိုဝင်ဘာ15ရက်နေ့ရတိတောင်ဘာထလီနဲ့နော်တင်းကုတ်လေချောင်းတိုက်ခတ်မှုတွင်တည်ဆုံသွားတဲ့ရခိုင်ထောက်ဖို့အကြီးစားကြီးကတော့အေထွန်းမှုပဲဖြစ်ပါတယ်။အေထွန်းမှုဆိုတာကပြီးခဲ့တဲ့နိုဝင်ဘာ17ရက်နေ့ကလည်းရခိုင်လက်နက်ကင်သဘောခေါင်းဆောင်ထွန်းမြတ်နိုင်ရဲ့မွေးနေ့အတွက်မွေးနေ့ဝယ်ပြုလုပ်ပေးခဲ့တယ်လို့ ရခိုင်လူမျိုးရေးအစွမ်းရောက်စာရေးစရာအမြေခံဝင်းဟင်းအောင်ကိုလည်းတိုင်းနေရာတိတိလှူဒန်းခဲ့တဲ့ရခိုင်အစွမ်းရောက်တယောက်လည်းဖြစ်ပါတယ်အဲ့ဒီရခိုင်လူမျိုးရေးအစွမ်းရောက်အေးထွန်းမှုကတောက်တော်ဒေတာနယ်ရီရတဲ့တော်ဒေတာပတ်ဝန်းကျင်အတွက်ဩဇာညောင်းတဲ့လူတစ်ယောက်ဖြစ်တယ်လို့သိရပါတယ်။ရခိုင်လက်နက်ကန်သဘောအေရဲ့အမာကန်ကေတာတယောက်လို့လည်းဆိုရမှာဖြစ်ပြီးတော့ဒေတာရင်းမှာလည်းရခိုင်လူမျိုးရေးအစွမ်းရောက်တွေမွေးထုတ်ပေးနိုင်ရေးအတွက်ဩဇာလွှမ်းမိုးနိုင်တဲ့လူတစ်ယောက်ဖြစ်တယ်လို့သိရပါတယ်။ဒီအမ်ဗရန်နာမိုင်းပေါ်မှာရှိတဲ့နေရီကန်တောင်စကန်ကိုဒီတရင်မားတွေတောက်လျှောက်ဖြန့်ဝေခဲ့တဲ့လူတစ်ယောက်လည်းဖြစ်ပါတယ်။ အဲ့ဒါပြန်ခုဒီရခိုင်ပြည်နယ်မှာရှိနေတဲ့ရခိုင်လက်နက်ကိုင်သဘောအေးထင်းချုပ်ထားတဲ့ရတိတော်ပတ်ဝန်းကျင်ကရခိုင်လူမျိုးရေးအစွန်းရောက်တွေကိုမွေးထုတ်ပေးတဲ့နေရာမှာအဓိကကြားတဲ့နေရာကအခမ်းကဏ္ဍကနေပါဝင်နေတယ်လို့ရခိုင်လူငယ်တွေကိုအဖရခိုင်နိုင်ငံတော်ထူထောင်ရမယ်ဆိုတဲ့ mindset တစ်ခုအရခလန်းစင်ကသူရဲ့ကတင်ရလမ်းကြောင်းလိုထင်မြင်နေအောင်သွေးထုံလုံးစော်ပေးခဲ့တဲ့အစွန်းရောက်တယောက်လည်းဖြစ်ပါတယ်ဒီနိုဝင်ဘာ15ရက်နေ့ရတိတော်ဘာတလီနဲ့နော်တင်းကိုလေရောင်းတိုက်ခတ်မှုတွေအထွန်းဖို့တည်ဆုံသွားခြင်းက ရရခိုင်အရသအယောင်ဆောင်တွေရဲ့ကြားမှာတော်တော်လေးအော်အောင်နေဖြစ်သွားပါတယ်။အီထွန်းမှုတည်ဆုံသွားတဲ့တွင်ဒီအဖရခိုင်နိုင်ငံတော်ထူထောင်မယ်ဆိုတဲ့ရခိုင်လူမျိုးရဲ့အစွန်ရောက်အတဝိုင်းကြားမှာလည်းပုံဆွေးတော့ကတွေများစွာကြုံတွေ့နေရပြီးတော့တချို့ရခိုင်အစွန်ရောက်တွေကဒီအီထွန်းမှုတည်ဆုံမှုနဲ့ပတ်သက်ပြီးတတွင်တွေကိုဖုံးမှုပြဖို့ကြိုးစားနေကြတာတွေမြင်တွေ့နေရပေမဲ့တကယ်လည်းအီထွန်းမှုတည်ဆုံမှုကတော့ဒီစိတ်ဝင်စားစုတွေလည်းများပြားနေတဲ့အတွက်အီထွန်းမှုတည်ဆုံမှုကတော့မဖုံးနိုင်မဖြစ်နိုင်ဖြစ်လာရပါတယ် အရိတွေအရခပြီးကောင်းစီဆိုတဲ့ဒီခေါင်းစဉ်နဲ့အေထွန်းဘုတည်ဆုံးခြင်းကိုလည်းတေဝံထုတ်ပြန်လာရပြီဖြစ်တဲ့အတွက်အေထွန်းဘုမတည်ဆုံးပါစေနဲ့လို့တိတ်တဆိတ်ဆူတောင်းနေကြတဲ့ရခိုင်အစွန်ရောက်ပြီးမပီတောင်းစားပြီးတော့မုန်တီတောက်ရင်းနဲ့မျက်ချောက်စားရင်အဖရခိုင်နိုင်ငံတော်ထူထောင်မယ်ဆိုတဲ့ခတ်တုံးတော်ရခိုင်လူမျိုးကြီးအစွန်ရောက်ပြီးအတွက်ကတော့ကြည်ခွဲစရာအခြေအနေကြီးတရပဲဖြစ်ပါတယ်အေထွန်းဘုတည်ဆုံးသွားခြင်းကရခိုင်လက်နက်ကိုင်တပုံအေအေနဲ့ရခိုင်ပြည်နယ်မှာရှိနေတဲ့ရခိုင်လူမျိုးကြီးအစွန်ရောက်အတိုင်းဝိုင်းဂျာကပေါင်းကူတရာအတိုင်းတွေတစ်ခုထိထိခိုက်သွားစေတယ်လို့လည်းပြောကြပါတယ် ။ဘာကြောင့်လဲဆိုရင် Atron Book ကအရသားတွေအတွင်းနဲ့ရှိနေတဲ့ရခိုင်ပြည်နယ်မှာရှိနေတဲ့ရခိုင်တွေကိုကြားမှလုံငယ်မရွေးမဲဆိုတဲ့စီယုံသွေးထုတ်လုံစော်ပြီးတော့အဖရခိုင်နိုင်ငံတော်ထူထောင်ဖို့အတွက်ရခိုင်လက်နက်ကိုင်သဘောအေအေနဲ့ခေါင်းဆောင်တယောက်ဖြစ်တဲ့သဘောခေါင်းဆောင်ထွန်းမြတ်နိုင်ကိုကျေးဇူးရှင်တယောက်ကေဒီရှင်တယောက်အနေနဲ့ကျင်းပလာစေဖို့အတွက်စီယုံခဲ့တဲ့အစွမ်းရောက်တယောက်လည်းဖြစ်ပါတယ်။ ဝင်းဟင်အောင်လို့လူလို့စာရေးဆရာမဟုတ်ပေမဲ့ဒေတာတွေမှာဩဇာညောင်းနဲ့အစွမ်းရောက်တယောက်ဖြစ်တဲ့အတွက်အိတ်ထုံးမှုရဲ့သေဆုံးခြင်းကရသေတောင်အတွင်းမှာရှိနေတဲ့ရခိုင်အစွမ်းရောက်တွေရခိုင်ပရိဒတ်သမားတွေအတွက်ကတော့တကယ်ကိုကြည်ပွဲစရာအခြေအနေမျိုးနဲ့ကြုံတွေ့လာရတာပဲဖြစ်ပါတယ်။မသေးပါစေနဲ့မသေးပါစေနဲ့လို့ဆူတောင်းနေတဲ့ဂျာကပဲအိတ်ထုံးမှုရဲ့ဓာတ်ပေါ်တွေအိတ်ထုံးမှုသေဆုံးသွားတဲ့ရော့လောင်းကိုရခိုင်လက်နက်ကန်သဘောအေအေဘက်ကနေသတင်းပေါက်ကြားလာခဲ့တာဖြစ်ပါတယ်။ဒါကြောင့်အေထွန်းမှုတည်ဆုံးမှုအကြောင်းအရာနဲ့ပတ်သက်ပြီးမဖုံးနိုင်မဖိနိုင်အခြေအနေကနေဝန်ခံလာကြရတာပဲဖြစ်ပါတယ်။ အေထွန်းမှုတည်ဆုံးခြင်းကခိုင်ဒုက္ခတည်ဆုံးသလောက်အထိဩဇာညောင်းတယ်လို့ဆိုရမှာဖြစ်သလိုအေထွန်းမှုတည်ဆုံးခြင်းကညူထွန်းအောင်ရဲ့ညာဘက်လက်ပြတ်သွားတဲ့သဘောမျိုးအထိအများကြီးတက်ရောက်တယ်ဆိုတဲ့အခြေအနေမျိုးကိုလည်းကျွန်တော်ကြားသိလာရပါတယ်အေထုံမှုဆိုတာကယတိတောင်တဝင်းကြီးကိုတာမကယတိတောင်ရဲ့အရှိတ်မှာရှိနေတဲ့ကြောက်တော်ပုံနာကျွန်းနဲ့ယတိတောင်ရဲ့အနောက်ဘက်မှာရှိနေတဲ့ဘူဒီတောင်မောင်တော်တကြောကရခိုင်နယ်အားလုံးအထိဩဇာမြတ်မွန်းနိုင်နေဆိုတဲ့တည်င်းမျိုးကိုလည်းကြားသိရတယ်လို့ရခိုင်လက်နက်ကိုင်တပုံအေးအေးအတွက်အများဆုံးထောက်ပံ့နေတဲ့ပုံကတယောက်လည်းဖြစ်ပါတယ် ဒါအပြင်ရခိုင်ပြည်နယ်ကိုဒီတရားမဝင်ကုန်သွယ်စီးဆင်းမှုတွေပြုလုပ်နေတဲ့ပေါက်နေတဲ့သူတယောက်ဖြစ်တယ်လို့လည်းသိရပါတယ်ကြောက်တော်ဒေတာယတိတော်ဒေတာပုံနာကျွန်းဒေတာကလိုအပ်တဲ့စားနဲ့ရိတ်ခါတွေကိုအဓိကထားအရသာအသွင်နဲ့လမ်းကြောင်းဖောက်ပေးနေတဲ့သူတယောက်ဖြစ်တယ်လို့လည်းသိရတဲ့အတွက်အေထွန်ဘုခေါ်ရခိုင်အစောင်းရောက်တည်ဆောမှုကတော့တော်တော်လေးအာရစရာဖြစ်တယ်လို့ဆိုရမှာဖြစ်ပါတယ် လူတယောက်တည်ဆုံးမှုနဲ့ပတ်သက်ပြီးစိတ်မကောင်းစရာဖြစ်ရတယ်ဆိုပေမဲ့အကြမ်းဖက်သမားတွေနဲ့ဆက်ဆက်သူတွေတည်ဆုံးရင်တော့တယောက်တည်တည်နှစ်ယောက်တည်တည်နိုင်ငံတော်အတွက်ကိုနိုင်ငံသားတွေအတွက်ကိုဒေတာအတွင်းကရခိုင်လူမျိုးစစ်စစ်တွေအတွက်လည်းအကျိုးစီးပွားရှိကြမှာပဲဖြစ်ပါတယ် လက်ရှိအချိန်ထိအေရုံမှုတည်ဆုံးမှုအတွက်ပူဆွေးတော့ကရောက်နေကြတဲ့သူတွေရှိတယ်လို့ပလောက်ဝဒေတာစစ်ဆောင်စခန်းမှာနေထိုင်နေကြတဲ့ဒီရခိုင်လူမျိုးရဲ့အစွန်ရောက်တွေနဲ့မီဇိုရန်ကနေကုန်သွယ်ဖို့ကြိုးစားနေကြတဲ့ရခိုင်အစွန်ရောက်တွေနဲ့စီးပွားရေးသမားတွေကတော့အီစိန်ပန်းပြီးတော့ဝင်းရှော်ဝင်းပြက်နဲ့ပြီးတော့ပြောင်းမှုရဆို့ရမယ့်အခြေအနေနဲ့ကြုံတွေ့နေရပါတယ်ဒါအပြင်ရခိုင်လက်နက်ကိုင်သဘော A ကဝင်းပြက်ဝင်းရှော့မှုတွေကြုံတွေ့နေရတာဖြစ်တဲ့အတွက်မီဇိုရန်နဲ့ပလက်ဝရှဲလော့ဝဒေတာကြားကကုန်သွယ်ရေးကိတ်ကိုလည်းပိတ်ဆို့ထားတယ်လို့သိရပါတယ် ။နိုဝင်ဘာ12ရက်နေ့ကနေနိုဝင်ဘာ20ရက်နေ့ဒီကုန်သွယ်ရေးလမ်းကြောင်းပိတ်ဆို့ထားတဲ့အတွက်ရခိုင်ပြည်နယ်မှာရှိနေတဲ့ရခိုင်လူမျိုးရေးအစွန်းရောက်တွေရခိုင်လက်နက်ကန်တပ်ပေါင်း AA ကိုကြောထောက်နောက်ခံပြုရခိုင်လက်နက်ကန်တပ်ပေါင်း AA ရဲ့အရခလမ်းစဉ်ကိုလက်ခုပ် over တီးကြတဲ့သူတွေအားလုံးကနေ့စဉ်ထမင်းစားတဲ့အချိန်မှာတော့စက်တုံပြုစက်တုံညီကိုကောင်းကောင်းကြီးမဝယ်နိုင်တော့တဲ့အချိန်တွေဖြစ်သွားပြီဖြစ်ပါတယ်။အဲ့ဒီနေရာမှာရခိုင်လက်နက်ကန်တပုံ A ထိန်းချုပ်ထားတဲ့ဒေသတွေရဲ့ LOC လမ်းကြောင်းကွန်စီစစ်စစ်မှုလမ်းကြောင်းကိုမကွေးတဲ့အနောက်ခြမ်းစကိုင်းတိုင်းဘက်ခြမ်း အကိုတိုင်းနဲ့ ARI Bank Chain တွေကနေပိတ်ဆို့ထားတယ်ဆိုပေမဲ့လက်ရှိအချိန်ထိရခိုင်ပြည်နယ်ကို Premier Coffee, Sandy Coffee အပါအဝင်ဆေးဆိုလို့ရှင်ဆရာကိုထက်လင်းရှင်လူစေတွေကအစား Bio Justice ဆိုတဲ့ Citrusen ကနေအမောက်စလင်အထိရောက်ရှိနေတယ်ဆိုတဲ့သတင်းတွေကြားသိရတဲ့အတွက် ရခိုင်ပြည်နယ်ကိုနိုင်ငံတော်အစိုးရကအလို့စီဖြတ်တော့ပိတ်ဆို့ထားရိမ့်မယ်။ coffee mint တွေ၊ဆေးဝါးတွေကစပြီးတော့အသုံးဆောင်တွေပါကြောင်ရောက်ရှိနေတယ်လို့ဆိုတာကိုလည်းဖော်ထုတ်ဖို့လိုအပ်နေပြီဖြစ်ပါတယ်။အော်ရခိုင်လက်နက်ကိုင်သဘောအေအေတင်းချုပ်ထားတဲ့ data အတွက်အစွန်ရောက်တွေအားလုံးကချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်အစပ်မှာရှိနေတဲ့ပလောက်ဝကနေပလောက်ဝကိုအခြေပြုပြီးတော့ဒီကလန်စီမံကိန်းရဲ့အခြေပြုရမီဇိုရန်ကနေပြီးတော့ဒီကုန်စီစီစဉ်မှုတွေကိုပြုလုပ်နေတာလည်းရှိတယ်။ဆိုပေမဲ့ ဒီမပလောက်ကမတူပြီးလမ်းမိုင်းကလည်းဝင်ရောက်နေတာတွေရှိတယ်။နောက်ပြီးတော့အမ်ဒန်လမ်းမိုင်းကနေတဆင့်ဒီမောင်ကိုလမ်းတွေကနေလည်းဝင်ရောက်နေတာတွေရှိပါတယ်။လက်ရှိအချိန်မှာရခိုင်လက်နက်ကင်တပုတ် AA ကိုအလို့စီဖြတ်တောက်ထားပေမဲ့ရခိုင်လက်နက်ကင်တပုတ် AA ထင်းချုပ်ထားတဲ့မြို့နယ်၁၄မြို့နယ်မှာ coffee ကစပြီးတော့ wind base citrusin ၊ချောင်းစုပ်တောက်စီကစပြီးတော့လိုတလောက်ရနေတာတွေရှိပါတယ်။ဈေးကြီးသေးဝင်နေရတယ်ဆိုပေမဲ့ဒီလမ်းကြောင်းတွေပိုင်းအောင်ပွင့်နေတယ်လေ။ဒီလမ်းကြောင်းတွေဘယ်ကရနေတယ်လဲဆိုတာကိုလည်းစုံစမ်းဖို့တော့အရေးယူသွားဖို့လိုအပ်ပါတယ်။ ဒါကတော့ရခိုင်ပြည်နယ်ကိုဒီအကြမ်းဖက်သမားတွေထိန်းချုပ်ထားတဲ့နေရာကနေဘယ်လန်းကျောင်းကဝင်ရောက်နေတယ်လဲလူသုံးမှုတွေဘာကြောင့်ဝင်ရောက်နေတယ်လဲဆိုတဲ့အကြောင်းအရာကိုချိတ်ဆက်ကြည့်တဲ့အချိန်အမှန်ကုန်စီစစ်စစ်မှုတွေနဲ့ဒီဂိတ်တွေကနေဖြတ်ပြီးတော့ပြည်သူလူထုအယောင်ဆောင်ကုန်စီစစ်စစ်မှုတွေကိုပြုလုပ်နေတယ်ဆိုတဲ့အခြေအခုထွက်လာတာကိုလည်းမြင်တွေ့ရပါတယ်ဒါအပြင်ရခိုင်နယ်နဲ့လမ်းတဘောအေရဲ့အသက်ရှူပေါက်ကပလောက်ဝမီဆိုတဲ့လမ်းကြောင်းဖြစ်နေပါတယ်ဒါကြောင့်တပ်မတော်အနေနဲ့လက်ရှိရခိုင်နယ်နဲ့ကန်တဘောအေထိန်းချုပ်ထားတဲ့နေရာတွေကိုကောင်တာပြောင်းဝင်ပြီးထိုးစစ်ဆင်နေတာတွေရှိတယ်ဆိုပေမဲ့တစ်ဖက်ကလည်းအကြမ်းဖက်သမားတွေရဲ့နေ့စဉ် နေထိုင်ရေးရှင်တန်ရေးစားနပ်ရိက္ခာနဲ့နေ့စဉ်ဖြတ်သန်းမှုတွေအတွက်လိုအပ်နေရာတွေကိုပိတ်ဆို့ဖို့လိုအပ်ပါတယ်။ဒါကြောင့်မလို့ပလောဝါကနေဒီမီဇိုရန်လမ်းကြောင်းကလဒန်နှစ်တခြားကဂျမတ်သမားတွေရဲ့ကုန်စည်စည်းစင်းရလမ်းကြောင်းကိုလည်းနေ့စဉ်တိုင်းမှာချင်းချောက်ထားနိုင်မှုလိုပြီးဖြစ်ပါတယ်။ဘလောက်ဝဒေတာဆိုတာကရခိုင်လက်နက်ကင်တပုံ AA ရဲ့ဌာနချုပ်တခုရှိနေတဲ့ Alpha Beta ဒီဒေတာတွေဒီစကန်တွေရှိနေတဲ့နေရာတစ်ခုလည်းဖြစ်တယ်လို့ဘလောက်ဝဒေတာမှလည်းတမတော်ရဲ့တရင်တက်ဖွဲ့တွေနဲ့အရာရှိစစ်တီအများပြားဖန်ဆီးခံရတဲ့ဒေတာတစ်ခုဖြစ်တယ်လို့ထိခိုက်ကြဆုံးမှုများစွာနဲ့ကြုံတွေ့နေရတဲ့ဒေတာလည်းဖြစ်ပါတယ်။ရခိုင်လက်နက်ကင်သဘောအေအေအတွက်ကဘလောက်ဝကချင်းပြည်နယ်ထဲမှာပါပေမဲ့ရခိုင်လက်နက်ကင်သဘောအေအေအတွက်ကမျက်စိကျစရာနေရာတစ်ခုဖြစ်ပြီးတော့ လက်ရှိချိန်ထိရခိုင်လက်နက်ကိုင်ကိုအေးထင်းချုပ်ထားတဲ့မြို့နယ်၁၄မြို့နယ်တွေကကုန်စည်စီစဉ်မှုတွေအဓိကမိန်လန်းကျောင်းကတော့မီဇိုရန်နဲ့ရှင်းလောက်ဝရှင်းလောက်ဝနဲ့ပလောက်ဝလမ်းကြောင်းဖြစ်ပြီးပလောက်ဝကလည်းတဆင်ကြောက်တော့ကြောက်တော့ကနေပုံနာကျွန်းရတိတောင်ဘူတိတောင်မောင်တော်ကိုလည်းရောက်ရှိတာရှိတယ်လို့မင်းများကနေမြောက်ဦးဒေသတွေကိုလည်းရောက်ရှိနေတာဖြစ်တဲ့အတွက်ရခိုင်လက်နက်ကိုင်တပုံအေးရဲ့နေ့စဉ်ကုန်စည်စီစဉ်ရလမ်းကြောင်းတောက်လျှောက်ဆိုလိုဖြတ်တောက်နိုင်ဖို့လိုအပ်နေပြီဖြစ်ပါတယ်ဒါကတော့ရခိုင်လက်နက်ကိုင်တပုံအေးအေးရဲ့အကြောထောင်နောက်ခံပြုတ်ထားတဲ့ရခိုင်လက်နက်ကိုင်တပုံအေးအေးအတွက် အကျိုးပြုနေတဲ့အင်ထွန်းမှုသိဆုံးခြင်းနဲ့အတူအင်ထွန်းမှုကရခိုင်ပြည်နယ်ရဲ့ကုန်စည်စည်းစင်းမှုကိုလမ်းကြောင်းဖော်ပြနေတဲ့အခြေအနေတွေအင်ထွန်းမှုသိဆုံးခြင်းကရခိုင်ပြည်နယ်မှာရှိနေတဲ့ရခိုင်လူမှုအတိုင်းအဝိုင်းရခိုင်အစွမ်းရောက်အတိုင်းအဝိုင်းအတွက်ထိခိုက်ညံ့နာမှုနဲ့ကြေကွဲစရာအခြေအနေဖြစ်ခဲ့တယ်ဆိုတဲ့အကြောင်းအရာတွေနဲ့ဆိတ်ဆက်ပြီးတင်ဆက်ပေးခဲ့တာဖြစ်တယ်လို့အင်ထွန်းမှုရဲ့ကြုံပန်းဆောင်ရွက်မှုတွေကြောင့်နိုင်ငံတော်အစိုးရကပိတ်ဆို့ထားတဲ့ LOC လမ်းကြောင်းတွေကတဆင့်ကုန်စည်စည်းစင်းမှုတွေဝင်ရောက်နေတယ်ဆိုတဲ့အကြောင်းအရာတွေကိုချိတ်ဆက်တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ် မြန်မာနိုင်ငံထဲကဝင်ရောက်နေတဲ့မောက်ခိုလမ်းကြောင်းတွေ Facebook ကိုလိုသလိုပလောဝမီဇိုရန်လမ်းကြောင်းကနေဝင်ရောက်လာတဲ့အကြမ်းဖက်သမားတွေကိုစစ်စစ်ရလမ်းကြောင်းတွေကိုလည်း Facebook နိုင်ဖို့လိုပါတယ်အကြမ်းဖက်သမားတွေတက်ရှင်နေထိုင်နေရေးအကြမ်းဖက်သမားတွေတက်ဆိုးရှင်နေတဲ့ကိုစစ်စစ်ရလမ်းကြောင်းစားနပ်ရိက္ခာဝင်ရလမ်းကြောင်းကို Facebook တိုက်ခိုက်သွားဖို့လိုအပ်ပါတယ်လေကြောင်းကနေနေစင်နေမြကင်းထောက်ပြီးကြိုတင်လက်မှုရယူတိုက်ခိုက်သွားဖို့လိုအပ်ပါတယ် တလုံးဝနဲ့မီဇိုရန်လမ်းမိုင်းကိုသာဖိတ်ဆို့နိုင်ခဲ့ရင်ရခိုင်လက်နက်ကိုင်သဘုံ A အနေနဲ့ပင်လယ်ရေတောက်ပြီးမျက်ချောက်စားရင်လည်းအပရခိုင်နိုင်ငံတော်ထူထောင်လို့မရဘူးဆိုတော့ကောင်းကြီးနားလည်သွားပါလိမ့်မယ်ဒါပေမဲ့အချိန်မှာတော့ပင်လယ်ရေချောင်းကလည်းဖိတ်ဆို့ထားတယ်ဒီပေါ်ပုံမှန်ကုန်းလန်းတွေကလည်းပိတ်ဆို့ထားရဆိုမဲ့ရခိုင်လက်နက်ကိုင်တပုံ AA အတွက်ကတော့မီဇိုရန်လမ်းကြောင်းပွင့်နေသေးတာကနိုင်ငံတော်နဲ့နိုင်ငံသားတွေအပေါ်နိုင်ငံတော်နဲ့တပ်မတော်အပေါ်ခတ်တင်းနေတဲ့ဆက်ဆံလို့ရရတဲ့ဆိုတဲ့ပုံစံမျိုးရှိနေတာဖြစ်ပါတယ် မီဇိုရန်ကနေကွန်စီစတမ်ကိုဝင်ရောက်နေတဲ့အဖရခိုင်နိုင်ငံတော်ထူထောင်လို့ရတယ်ဆိုတဲ့အတွေ့အကြုံကိုရိုက်ချိုးဖို့လိုအပ်နေပြီဖြစ်ပါတယ်။ဒီလိုမျိုးရခိုင်လက်နက်ကိုင်သဘောအေအေရဲ့အဖရခိုင်နိုင်ငံတော်ထူထောင်ရေးအရက်ခအစိုးရခေါင်းစဉ်တပ်မှုတွေနဲ့စစ်ကူရင်မှုတွေအောက်မှာအေထရောဘုတ်လိုမျိုးအစွမ်းရောက်တွေရဲ့ဝန်ဆောင်ရမှုတွေနဲ့ဒီလိုမျိုးကိုယ်စီစီစဉ်မှုတွေကဆက်လက်စီစဉ်နေတဲ့ဖြစ်တယ်ဆိုတဲ့အကြောင်းကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ဆိုတော့လက်ရှိခိုင်ပြည်နယ်မှာအေထရောဘုတ်ရဲ့တည်ဆုံခြင်းကရခိုင်အစွမ်းရောက်တွေအတွက်ပုံရည်ကြီး profile တွေချိန်မှုအစင်သင့်ဖြစ်ပြီဆိုတဲ့အကြောင်းအရာ ရခိုင်ပြည်နယ်ရဲ့ပြင်ပမှာရှိနေတဲ့မြန်မာနိုင်ငံပြင်ပမှာရှိနေတဲ့ရခိုင်လူမျိုးရေးအစွန်းရောက်တွေအတွက်အေထွန်းမှုတည်ဆုံတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးမဟုတ်ပါစေနဲ့လို့ဆုတောင်းနေတဲ့ကြားကအေထွန်းမှုလေကြောင်းတိုက်ခိုက်ခံရပြီးကာကာကြီးတည်သွားတဲ့အခြေအနေတွေနဲ့ပတ်သက်ပြီးစုံချင်းကရခိုင်လူမျိုးရေးအစွန်းရောက်အသားပိုင်းအတွက်နှစ်နာစရာအများကြီးဖြစ်ခဲ့တယ်ဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးချိတ်ဆက်တင်ဆက်ပေးခဲ့တာလည်းဖြစ်ပါတယ်။အေထွန်းမှုတည်သွားပေမဲ့အေထွန်းမှုနေရာကိုဆက်လက်ရိုက်ရာယူဆက်ခံမဲ့ရခိုင်လူမျိုးရေးအစွန်းရောက်နောက်ထပ်နေရာပေါ်ထွက်လာမှာဖြစ်ပြီးတော့ ကုန်စည်စည်းစင်းမှုလမ်းကြောင်းတွေကိုလည်းဆက်လက်ပြီးအရက်သားအတွင်ပြည်သူလူထုအတွင်နဲ့ဒီကုန်သွယ်ရေးကိုဆက်လက်ဆောင်ရွက်ဦးမှာဖြစ်တဲ့အတွက်ရခိုင်ပြည်နယ်ကိုဖျက်တော့ဖို့ဆိုရင်ကုန်စည်စည်းစင်းမှုကအဓိကအသက်သွေးကြောဖြစ်တဲ့ဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။နောက်လာမယ့်အစီအစဉ်တွေမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားအောင်မှာပဲဖြစ်ပါတယ်။နောက်ဆုံးရစီရီသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော် channel လေးကို subscribe လုပ်ထားပြီးတော့တောင်းဆိုပါရစေခင်ဗျာ။